ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဗျကျွန်တော် Tarot for you ကနေပြီးတော့အားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကဲဘောနော်ကျွန်တော်အခုဘောနော်ဒီမှာရွန်းရယ်ရွန်းရယ်ဒီမှာဘောနော် Tarot ရယ်နှစ်မျိုးရှိရယ်ဘောနော်အဲ့ရွန်းရယ် Tarot ရယ်နှစ်မျိုးကိုကျွန်တော်ဘက်ကအာဘောနော်ဟောပြီးတော့နှစ်မျိုးရောပြီးတော့ဟောကြပေးသွားမှာပါရွန်းနဲ့ပတ်သက်တဲ့နမိတ်တွေလည်းဟောပြီးမှာဖြစ်သလိုအာဒီမှာဘောနော်ရွန်းသုံးခုကိုအရင်ရွေးခိုင်းမယ်ဘောနော်ဒီရွန်းတွေသုံးခုကိုအရင်ရွေးခိုင်းမယ် ဒီ run 3ခုကိုအရင်ရေးခိုင်းပြီးတော့မှဒီ run ကနေပြီးတော့တစ်ခုချင်းစီအတော့ပေါ့နော်ကျွန်တော်ပြန်ပြီးတော့နောက်ထပ်ထပ်ပြီးတော့ကျွန်တော်ကြည့်ပေးမှာပါအဲအဲ့တော့အားလုံးပေါ့နော်တေချာလိုက်ပြီးတော့နားထောင်ပြီးနိုင်ရင်လို့ကျွန်တော်ညွှန်လင်းပါတယ်အဲဘာလို့လဲဆိုရင်ဒီမှာအရင်ဆုံးအနေနဲ့ကျွန်တော်ဒီ run တွေကိုရွေးချယ်ပေးရမှာပါပေါ့ run 3လုံးပေါ့နော် run 3လုံးပါနားလေထားပါအောင်ဒီ run 3လုံးကိုကျွန်တော်ပြောပြအောင်နော်ဒီမှာ 3ခုရှိရပေါ့နော်3ခုကိုကျွန်တော်နေရာရွှေ့လိုက်မယ်ဆောနာမြင်ရောမှာဆိုလို့ပေါ့နော်တည့်ရလူဆိုတော့ပြင်စားမရှိတည့်ရလူဆိုရင်အာဘာကြောင့်လဲကောင်းတဲ့လုံရွေးနေဦးမယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာ run 3လုံးကိုကျွန်တော်ထားလိုက်တယ်ထားပြီးွားရင်အဲ့ run 3လုံးမှာ1 2 3ဆိုပြီးတော့အဲ့ run နေတဲ့ကပေါ့နော်အစဉ်ပြေတဲ့တစ်ခုကိုကိုကြိုက်နှစ်တက်တက်တခုရွေးပေးပါအောင်နော်အဲ့ run တစ်ခုချင်းစီတိုင်းမှာလဲ runs နဲ့ပတ်သက်တဲ့အာဒီ run နမိတ်ပေါ့နော်ဒီပြောရရင်ဒီ run stone တွေရဲ့နမိတ် ကကျွန်တော်တစ်ခုစီဟောပေးมาဖြစ်တယ်လို့အဲ့ run stone တစ်ခုစီအတွက်ကိုကျွန်တော်အမ် tarot reading ထပ်ပြီးတော့တေသရှားလေးလုပ်ပေးมาဖြစ်ပါတယ်အဲ့တော့အဲ့ run stone နေနဲ့ပတ်သက်တဲ့ run reading ရော tarot reading ရောပေါ့နော် run run reading plus tarot reading လုပ်ပေးရပါအဲ့တော့ဟိုတေသရှားရောပေါ့နော် live ပြီးတော့ရွေးချယ်တဲ့လူတွေအာယုံဆိုင်ပြီးတော့အာနားထောင်ပေးတဲ့လူတွေအတွက်တစ်ခုခုထူးကြမယ်လို့ကျွန်တော်ညွှန်လင်းပါတယ်ရွေးတာရောတေချာလေးရွေးပေးရမှာပေါ့နော်ဘယ်လိုရွေးရမလဲဆိုတော့အသက်ပြင်းပြင်းကိုပေါ့နော်၄-၅ကာလောက်ရှူလိုက် ရှူပြီးတော့စိတ်တည်ငြိမ်သွားတဲ့အချိန်ကြတော့မှဒီ၃လုံးနဲ့ဟာတစ်ခုကိုရွေးပေးပေါ့နော်။ Okay အဲ့ဒါဆိုကျွန်တော်စပါပေါ့နော်။ဟုတ်ပြီဒီမှာ number 1 runs ပေါ့နော်။ဒီ number 1ဆိုတော့ဒီ run ပေါ့။1 2 3ဆိုရင်ဒီ run ကိုရွေးထားတဲ့လူတွေအတွက်ကျွန်တော်တစ်ချက်ဟောကြားပေးပါမယ်။อืม number 1 runs ကိုရွေးထားတဲ့လူတွေတော့ကတော့ကို့မှာကကိုမျောလင်းထားတဲ့ကိစ္စရဲ့မှာကအလုံးရင်းနဲ့ဖြစ်လာတတ်တယ်။အာကိုပေါ့နော်အရင်တည်းကရည်ရွယ်ပြီးတော့အကောင့်ထဲပေါ်လာတဲ့ကိစ္စတွေကတဖြည်းဖြည်းချင်းစီအောင်မြင်ဖြစ်ထွန်းလာနိုင်တဲ့နမိတ်မျိုးကိုတွေ့ရရပေါ့နော်။ အဲ့လိုနမိတ်မျိုးကိုတွေ့တာဖြစ်လို့ဒီမှာကတော့တော်တော်လေးတော့ကောင်းတယ်အရင်တည်းကကိုမျော်လင့်နေတယ်ကိုရင်သွင်းမှရှိနေတယ်ကိုရဲ့နက်နက်ဆိုင်ဆိုင်ရှိနေတယ်ကိုရဲ့လူဝင်ဆန္ဒပေါ့နော်အဲ့လူဝင်ဆန္ဒတွေကပြေဝလာမယ်ဆိုတဲ့သဘောတရားကိုသူကပြတ်တာပြပါတယ်ဒီ target ဆိုရုံးကပေါ့နော်အဲ့တော့ကိုကအချစ်ရေးတွေငွေရေးကြေးတွေနဲ့ပတ်သက်ရင်ကိုအစတွေကစတင်ပြီးတော့ကိုဆောင်ရွက်ခဲ့တဲ့ကိစ္စတွေကဖြည်းဖြည်းချင်းစီမျိုးပေါ့နော်အဲ့လိုအောင်မြင်လာမဲ့နမိတ်တွေအရေးအယောင်တွေကိုဒီမှာတွေ့နေရပါပေါ့နော်โอเคဟုတ်ပြီအဲ့ဆိုရင်ဒီ ဒါကတ်အတွက်ဆိုရင်ပြီးသွားပြီပေါ့နော်အဲ့တော့ဟုတ်ပြီဒီဒါကတ်အတွက်ကိုမှကျွန်တော်ကတစ်ချက်တစ်ခါလဲပေါ့နော်တလက်စားတယ်ကျွန်တော်ကဟောလို့ဟောပေးလိုက်လည်းရပါပေါ့နော်ဒါမှမဟုတ်ဟောပစ်သေးဘူးဘာလို့ဆိုတော့တလက်စားတယ်ဟောပေးလိုက်မယ်ဆိုရင်လူတွေကနောက်ပိုင်းအဟာတွေကိုသူတို့တိတ်ပြီးကြည့်ရအောင်မဟုတ်လေအဲ့တော့နောက်မှထပ်ပြီးရကြည့်လို့ရပါတယ်โอเคအဲ့ဆိုအလဲကနံပါတ်1အတွက်ကိုကျွန်တော်ချက်ကြည့်ပေးမယ်နံပါတ်2ကတော့ angwa swarun ကြပါပေါ့နော်အဲ့တော့ဘာဖြစ်လဲဆိုတော့အခုဒီမှာနံပါတ်1 run အတွက်ကတော့နည်းနည်းလေး အခက်ခဲတွေအတင်းဆောင်နေရှိနိုင်တယ်ပေါ့နော်ကို့အတိုက်ခိုက်ခံရတတ်တယ်လက်ရှိအချိန်ဒီမှာပေါ့နော်အာကို့မြုပ်တရလမ်းမှာသွားရင်းနဲ့မတော်ဆကိစ္စတွေဖြစ်တတ်တယ်ပေါ့နော်ဒါနဲ့တတိထားပါဘာလို့ဆိုဟိုပေါ့နော်ဒီအင်အားနဲ့တုံးပြီးတော့ကို့တခုခုတုံ့ပြန်လာတဲ့ကိစ္စမျိုးလည်းဖြစ်နိုင်တယ်အဲ့လိုမျိုးရန်ခိုက်ရန်ဖြစ်ွားတတ်တယ်ပေါ့နော်သူသဖြင့်ယောက်ျားလေးတွေဆိုဒီချိန်မှာဒီလိုရေးလာလူကယောက်ျားလေးဆိုရင်သူသဖြင့်ဒီချိန်မှာတတိထားတဲ့နယ်လို့ပြောပြောခြင်းပါတယ်အာပြီးတော့ ပေါ့နော်ဘာရရှိအောင်လဲဆိုတော့ angles ကြတော့သူကအဓိကပေါ့နော်ဒီ main ကလေးလည်းပတ်သက်ရင်လည်းဒီမှာပေါ့နော်ဒီ runes ကိုနံပါတ်1 runes ကိုရွေးထားတဲ့လူကအဲ့လိုမျိုးပေါ့နော် tech hardly မှာအဲ့လိုမျိုးကိုခိုက်ရန်ဖြစ်သွားတာဖြစ်တတ်တယ်အဲ့လိုမျိုးတော်တော်ဆချော်လဲတာတော့ဟိုလည်းဖြစ်တတ်ပါတယ်ပေါ့နော်နည်းနည်းဟိုပါပေါ့နော်တတိထားမဲ့အချိန်ပေါ့နော်အဲ့လိုမျိုးပျက်စီးဆုံးရှုံးမှုတွေလည်းဒီချိန်မှာဖြစ်နိုင်တယ်အဲပြီးတော့အဲ့လိုမျိုးနေမကောင်းဖြစ်တာရုတ်တရက်နေမကောင်းထားဖြစ်တာမျိုးတွေလည်းဖြစ်တတ်တယ်ပေါ့နော်အဲ့တော့ဟိုတတိရှာလေးတတိထားပြီးတော့ နေတဲ့နဲ့အချိန်လို့ပြောချင်ပါတယ်ဗောနော်အဲ့ဘောတချို့ကိစ္စတွေကအာရုတ်တရက်ကြီးထထဖြစ်လာတဲ့တဲ့ချိန်ကာလကိုရောက်နေပါဗောနော်တာရောနဲ့မှကျွန်တော်အသေးစိတ်လေးကျွန်တော်တစ်ချက်ဟောပြပေးပါမယ်ဒီကတော့ runes the mate ကိုအကြမ်းမြင့်ဖတ်ကြားပေးခြင်းဖြစ်ပါတယ်ဟုတ်ပြီအဲ့ဆိုကျွန်တော်နောက်ထပ်နောက်ဆုံး runes အနေနဲ့ဒီနံပါတ်3ခုမြောက် runes ကိုကျွန်တော်ချက်ကြည့်လိုက်ပါဗောနော်အာနံပါတ်3ခုမြောက် runes ကတော့တော်တော်လေးကောင်းတဲ့နံပါတ်မှရှိတယ်သူက1 you ဖြစ်နေရတဲ့အတွက်1 you ဖြစ်နေတဲ့အတွက်သူ့မှာကအကုန်လုံးကိုမျောလင်တာသမီးအရာအားလုံးက ဖြစ်လာမယ်ဆိုတဲ့အထိပ်ပဲပေါ့နော်ကိုယ်ရီမန်းချက်တွေစတင်လာမယ်ရီမန်းချက်တွေထမြောက်လာမယ်ပေါ့နော်ကိုယ်ရီဝယ်ထားတဲ့ကိစ္စတွေကိုတောင်းတောင်းထားတဲ့စုတွေပြေဝမယ်ပေါ့နော်အဲ့လိုမျိုးတော်တော်ကောင်းတဲ့ runs ဖြစ်တယ်ပြီးတော့ကိုကအမှလက်ထပ်ဖို့ရီဝယ်ထားတဲ့လူဖြစ်တယ်ဆိုရင်ပေါ့နော်လက်ထပ်ဖို့အတွက်လည်းအာအခြေအနေဖြစ်လာမယ်ပေါ့နော်အဲ့လိုပုံစံမျိုးတွေ့တယ်ပေါ့နော်လက်ထပ်ကတဲ့ကိစ္စတွေပါတယ်အတွက်လည်းကောင်းလာနိုင်တယ်အာပြီးတော့ငွေကြေးကိစ္စတွေမှာလည်းကိုမျှော်လင့်ထားတဲ့ပမာဏကိုမျှော်လင့်ထားတဲ့ target လောက် အဆင်ပြေတတ်တယ်ပေါ့နော်အဲ့လိုပုံစံမျိုးဖြစ်လာနိုင်တယ်အဲ့တော့ဟုတ်ပြီကျွန်တော်အားဆိုရင်တော့ဒီမှာတာရော့နဲ့ပေါ့နော်တာရော့ကတ်နဲ့ကျွန်တော်တို့အားဆိုရင်ကြည့်လိုက်မယ်ပေါ့နော်တာရော့ကတ်နဲ့ရုံးတစ်ခုချင်းစီအတွက်ကိုကျွန်တော်တို့အာပေါ့နော်ဟောပြီးသွားပါမယ်အဲ့တော့အားလုံးလေးတူတူချာအောင်စိုက်ပြီးတော့နားထောင်ပြပါဒါကတော့အချောလေးတစ်ချက်ကျွန်တော်နည်းနည်းပေါ့နော်အကြမ်းမြင်သဘောမဟုတ်ဘဲနဲ့တေးချာနည်းနည်းနက်နက်နည်းနည်းလေးဟောပြီးသွားပါမယ် ုတ်ပြီအဲ့ဆိုဒီ target တော့ကိုပေါ့နော်ဒီ runs နံပါတ်1 runs ကိုရွေးထားတဲ့လူတော့ကိုကျွန်တော်အရင်ကြည့်ပေးမယ်အဲ့တော့ဒီဘက် runs တွေကိုဒီဘက်မှာထားလိုက်ပေါ့နော် okay ဒီ targets ကိုရွေးချယ်ထားတဲ့လူတွေအတွက်ပါဒါကတော့ပေါ့နော်အဲ့တော့ပထမဆုံးဆိုတာကျွန်တော်ကြည့်လိုက်မယ်ကြည့်ရတော့ the shifter nice of ပါဆိုနော် okay ပြီးတော့အဲ့ဒီမှာ four shot swap ပေါ့နော် four shot swap တွေ့ရ nice of one တွေ့ရအမ်ပြီးတော့ the star တွေ့ရပေါ့နော်အဲ့တော့သူတို့ကလည်းကောင်းတယ်ဗျဆွမ်းနာအတိုင်းပဲအဓိကကိုကာဝယ်ပေးမဲ့လူကာဝယ်ထောက်ပံ့ပေးမဲ့လူ ပေါ့နော်အများကြီးရှိနေတယ်ကိုမျောလင်ထားတဲ့ကိစ္စတွေမှာအမ်ကိုပေါ့နော်ဒီခီးသွားဖို့တွေလေကိစ္စလေးလေဒီမှာဖြစ်လာနိုင်တဲ့အနေအထားကိုတွေ့တယ်။အဲတော့နယ်ဝေးကနေယူသတင်းကောင်းကြားမဲ့ကိစ္စတွေအမ်ကိုစီကိုပေါ့နော်ငွေတွေထိပေါက်ကိန်းတွေငွေဝင်လာနိုင်တဲ့ကိန်းတွေသတင်းကောင်းကြားနိုင်တဲ့ကိန်းတွေအဲ့လိုကိန်းတွေကိုတွေ့ရတယ်ပေါ့နော်။ပြောရရင်တော်တော်လေးကောင်းတဲ့အနေအထားမှာရှိရယ်ပေါ့နော်။ဒီဟာပါလေ။ဒီ Dagger ကြားတဲ့လူတွေကတော်တော်လေးလက်ရှိမှာနေတာကောင်းတယ်။ပြီးတော့တခုရှိတာကဘာလဲဆိုတော့ဒီမှာ Force Swap ပါပေါ့နော်။ဒီတက်ပါ။ Force Swap ပါတာဖြစ်တဲ့အတွက်သူက ကိုအရန်ကြီးပေါ့နော်ကိုဘက်ကကိုကိုကိုဘက်ကယူထားတဲ့အနေထားနဲ့နေနေတာတော့အကောင်းဆုံးပဲပေါ့နော်ကို risk ဒီချိန်မှာမယူတင်သေးဘူးလို့တော့ပြောချင်တယ်အဲကိုဖြစ်ဖြစ်ချင်းစီနဲ့ဟိုကန်ကြမာလေးကအချိန်လေးရပြီးတော့ပေါ့နော်လဲပတ်လာမဲ့ပုံစံမျိုးပေါ့နော်ကိုဖြစ်ချင်တာဖြစ်လာမဲ့ပုံစံမျိုးမှာပြရပေါ့နော်အဲဝုံတိုင်းဆိုတော့မဖြစ်ဘူးခရီးသွားဖို့တွေပါရှိနိုင်တယ်ပေါ့နော်ဒီ target ကြရလို့ပေါ့နော်ပုတ်ပြီးအဆိုကျွန်တော်ဒီ၃ကောက်လဲကျွန်တော်ပြန်သိမ်းလိုက်မယ်သိမ်းပြီးွားပြီဆိုရင်ကျွန်တော်ဒီမှာ target ကပြီးွားပြီဆိုတော့ target ကိုဒီဘက်ရွှေ့လိုက်မယ် ်ဒီဘက်က angus ပေါ့နော် angus ကြောင်ကျွန်တော်ဟောမယ်ပေါ့နော်ဟုတ်ပြီအဲ့ဆိုဒီ angus နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီမှာ၃ကတ်ကျွန်တော်ကြည့်လိုက်မယ်ပေါ့နော်ကဲ we are for ကျွန်မကန်ကျွန်မအလှည့်ပြောင်းနေရှိကျွန်မဝရှိရဲ့အာလက်ရှိမှာလဲစစ်စော့ lotus ဆိုတော့အတိတ်ဘဝနဲ့ပတ်သက်တဲ့အိမ်မက်တွေပေါ့နော်အတိတ်ဘဝနဲ့ပတ်သက်တဲ့အကြောင်းတရားတွေကိုပြန်ပြီးအိမ်မက်မှတ်တဲ့နေသားမှာရှိနေတယ်ပေါ့နော် awakening ဖြစ်တဲ့အချိန်ပေါ့နော် တေချာပေါ့ဒီမှာဒီမှာ the show တို့ဒီ the tower တို့ဆိုတဲ့ဥစ္စာလက်ရှိက awakening ဖြစ်တဲ့နေသားမှာရှိရယ်ခုကိစ္စတွေအကုန်လုံးကလက်ရှိမှာကအဲကံရုပ်တရက်စိုးနေတဲ့တယ်ပေါ့နော်ဘယ်ကိစ္စမှကိုအစင်မပြေဖြစ်နေတာမျိုးပေါ့နော်ကိုကဘလို့ပဲစူးစမ်းစူးစမ်းပေါ့နော်ကိုအရင်ဘလို့ပြောမှာကံကံစိုးတယ်ဆိုတဲ့ကိစ္စကဗျာဒီမှာဥမာတစ်ခုတလေအစင်မပြေတာမျိုးတွေမှာအလုတ်သွားရဲ့လုံနောက်ကြတာမျိုးလောက်မဟုတ်ဘူးပေါ့နော်အလုတ်သွားရဲ့လုံကနောက်ကြရဲ့အလုတ်ရောက်တော့လဲ အဲအလုံးမှာပြောခံရတယ်။နောက်ကြရတော့ပြီးွားရင်ပေါ့နော်အဲ့လိုဆက်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 ပြီးတော့ကံမကောင်းမှုတွေတောက်လျှောက်ဖြစ်နေတာဗျာ။ဒီမှာကိုလိုချင်တဲ့ပစ္စည်းတစ်ခုခုကိုစူပါမားကတ်မှာသွားဝယ်ဖို့လုပ်တဲ့အချိန်မှာတော့မစူပါမားကတ်မှာကိုဝယ်ချင်တဲ့ပစ္စည်းကကုန်နေတာမျိုးအဲကိုရှိရင်နောက်တစ်ယောက်ကယူသွားတာမျိုးအဲ့လောက်အထိနေထားအထိခြေနေဆိုးနေဆိုတော့ဒါက awakening ဖြစ်နေတာပေါ့နော်။အဲ့ဒီကံအခြေအနေမှာ awakening ဖြစ်တယ်ဆိုတော့ကိုယ့်ရဲ့တိတ်ဘဝနဲ့ပတ်သက်တဲ့ wisdom နေပေါ့နော်။ အဲတခြားဒီ separate jewel နဲ့ပတ်သက်တဲ့ wisdom တွေကိုရှိကိုဝင်ရောက်ပြီးတော့ရလာရရှိလာတဲ့အချိန်မျိုးမှာပေါ့နော်အဲဒီလိုနမိတ်တွေပြရတာပါတယ်အဲ့လိုချိန်မျိုးမှာဘာဖြစ်လဲဆိုတော့ကိုကအဲ transformation ပေါ့နော် transformation ဖြစ်တယ်ဆိုတာဥပမာပထမပိုတုံးလုံးလေးပေါ့နော်ဒီဘာအဲ့ပိုတုံးလုံးလေးရဲ့ကြောကုန်းလေးရနေပြီးအတောင်တွေပေါက်ထွက်လာပြီးအဲ့လိုနာကျင်ခံစားရတဲ့အချိန်ပေါ့နော်ပြောရရင်ဝေကျွေးဆက်ကရဲ့အချိန်နဲ့ဆင်တော့ဆင်နေဒါပေမဲ့ तू ကပုံစံလုံးကပြောင်းသွားပါပေါ့နော်ဘလုံးကအစရနေပြီးတော့ ဟိုလောက်လဲပေါက်ပောက်ဖတ်ပောက်ဖတ်ပေါ့နော်ဒီပို့ထုံးလုံးဘွားနေပြီးတော့လက်ပြဘွားရောက်သွားတဲ့အနေထားဆိုပေမဲ့လက်ပြမဖြစ်ခင်ပေါ့နော်ပို့ထုံးလုံးနဲ့လက်ပြနဲ့အကူပြောင်းကာလာအဲအဲ့လိုကာလာမျိုးရောက်နေတာရောက်နေတာဖြစ်တဲ့အတွက်ကို့မှာရုတ်တရက်ဆုံးရှုံးလိုက်ရတဲ့ကိစ္စတွေအဲကို့လိုအပ်လို့ပေါ့နော်အဓိကတော့ကို့ပို့ပြီးတော့ကို့ပြောရင်ဘွားအလှည့်ပြောင်းဖြစ်လာပေါ့နော်ဒီဟာတွေအကုန်လုံးဒီဟာမျိုးတွေကိုကကြော်ဖြတ်နိုင်ပြီးရင်ဆိုင်နိုင်ပြီးတော့ကို့ဘက်က ီဥစ္စာတွေပေါ့နော်ကိုကိုတိုင်ရင်ဘတ်နဲ့တိပြီးတော့နားလဲသွားပြီလက်ခံလိုက်ပြီအဲအဲ့လိုမျိုးဆိုရဲအချိန်ကြာရင်ဒါလေးကတော့ပြီးသွားမှာပါအဲ့တော့ကိုကရင်ဆိုင်မှာပဲရမှာပါအတက်အနေတွေတော့မကြုံရဘူးဒါပေမဲ့ဟိုပေါ့နော်ကိုအကျမ်းမာရေးတွေပါနည်းနည်းသတိထားတဲ့နဲ့ကိုနဲ့ပတ်သက်တဲ့ကိုကိုရဲ့အိမ်မက်တွေကိုနဲ့ပတ်သက်ပြီးတော့ဖြစ်နေတဲ့ subjective နဲ့ပတ်သက်ပြီးဖြစ်နေတဲ့ကိစ္စတွေကိုခံစားချက်တွေအကုန်လုံးကိုဒီအချိန်မှာမလုပ်တင်လဲဆိုတော့တည်တည်ချာချာလေးပေါ့နော်ကိုကอืมဘယ်လိုပြောရမလဲ ိုတတိယလေးကိုကဆန်းစစ်တင်တယ်ပေါ့နော်အဲ့တော့ဘာဖြစ်တယ်ဘာခံစားရလဲဆိုတော့တက်နိုင်ရင်ဆောက်တော့ဘလာဆောက်တော့ယူအောင်မို့ဒိုင်ဟိုက်ဆောက်ပေါ့နော်အဲ့လိုဆောက်ထဲမှာထည့်ရေးတာပေါ့နော်အဲ့လိုပုံစံလေးတော့လုံးမရမယ်ပေါ့နော်ကျွန်တော်ပြောချင်တာကပေါ့နော်အဲ့လိုဒီနမိတ်ကိုကြားတဲ့လူတွေက rose နဲ့လဲဝဲကနင်းဖြစ်နေတယ်အဲ့လိုပဲ taro နဲ့လဲဒီမှာဝဲကနင်းဖြစ်တယ်ဒီ tower ဆိုရဲနမိတ်ကြားတယ်ပေါ့နော်အဲ့တော့သိကြပါရဲ့ကဲအဆိုရင်ကျွန်တော်ဒီမှာနောက်ခုပြီးသွားပြီပေါ့နော်နောက်ဆုံးဝင်ရိုးအတွက်ပဲကြံတော့ရဲ့ ဝင်ယူဒီပတ်ထားလိုက်ပါနော်ဟုတ်ပြီအဲ့ဒါဆိုကျွန်တော်ဒီမှာတစ်ချက်ချိုးလိုက်ပါမယ်ကဲကျွန်တော်ချိုးလိုက်ပြီနော်အမ်ချိုးပြီးွားပြီဆိုတော့ကျွန်တော်ကြည့်မယ်ချိုးရတော့ကျွန်တော်တစ်ချက်ကြည့်လိုက်ပါနော်ဝင်ယူကြရလို့ဘာဖြစ်မလဲအသေးစိတ်ပေါ့နော် ဖိုးဆော့အမ်ပါကောင်းပါကောင်းအေးဆော့ချာလီဇက်တိတ်ကောင်းဟဲ့ဘာလို့ကြားလူတွေကဘလို့လဲဆိုတော့ तू ကဒီချိန်မှာ तू ကသူတို့တွေကကောင်းလဲကောင်းတယ်သူတို့မျော်လင့်ထားတယ်လည်းဖြစ်လာဖို့ရှိတယ်ဒါပေမဲ့တော်တော်သူတို့မှာကစိတ်ရှုပ်เสียကိစ္စရေအာပြီးတော့ဗောနော်အဲ့လိုအိမ်မဆိုးတွေဗောနော်စိတ်ရှုပ်เสียကိစ္စဆိုအဲ့အိမ်မဆိုးတွေကိုပဲညှဉ်းညွှန်းနေတာဗောနော်ကဲဗျာဒီမှာကြည့်ဒီမှာကြည့်ဖိုးဆော့အန်ပါဖိုးဆော့1ဗောနော်ဖိုးဆော့1 အိတ်ဆော့ကတ်အိတ်ဆော့ချားလေးဆက်ထားပါတော့ဒီမှာအိတ်ဆော့လိုဒတ်ထားပါတော့အိတ်ဆော့ဒါကနံပါတ်၈ကနန်းပေါ့နော်၈ကနန်းဆိုတာထွက်သွားတယ်စွန့်လွတ်လိုက်တယ်ဆိုတဲ့အဓိပ္ပာယ်ပဲပေါ့နော်အဲ့တော့ကိုကနိုင်ငံခြားတော့ဖို့လုံနေရလူဆိုရင်တော့တေကြတယ်တင်နိုင်ငံခြားတော့တော့မှာပေါ့နော်ဒီနမိတ်တွေကဝိုင်းယူလဲကြာဖြစ်တဲ့တော့တင်သွားကြတဲ့ပန်းဟန်ဦးတင်ရောက်လာရောက်ရောက်နိုင်တော့ပေါ့နော်ဒီကဒီနှစ်ခုလုံးကတူတူပဲအဲ့တော့ပြောကိုကဘိုင်ဟောင်မမေ့ရမယ်ဆိုတော့ကိုယ့်ရဲ့ရိုးရပါပေါ့နော်ကိုကိုတောက်လျှောက်လိုက်ပြီးရောစောင့်ကြပေးနေတယ်ကိုယ့်ရဲ့ရိုးရ ရိုးရနှက်တွေကိုကိုယ်အနေနဲ့မမေးမမေးရဘူးပေါ့နော်သူတို့နဲ့ပတ်သက်ပြီးတော့အဲပွဲပေးပေးတာဖြစ်စေသူတို့နန်းအောင်သွားပြီးတော့ရိုသေပြူဖျောင်းနိုင်ထုံးမွေးနိုင်ထုံးမွေးတာဖြစ်စေကိုယ်နဲ့သက်ဆိုင်တဲ့ပုံကိုလှုပ်ပေးပါလှုပ်ပေးမယ်ဆိုရင်ကိုယ့်ရဲ့ဆွမ်းတော်ပေါ့နော်နိုင်ငံသားသွားမဲ့ကိစ္စတွေကိုမျှော်လင့်လာတဲ့ကိစ္စတွေကအောင်မြင်လာလိမ့်မယ်ဆိုတဲ့နှမိတ်မျိုးဒီမှာပြတ်တာနေပေါ့နော်အဲ့တော့ပြောရရင်တော့ဝမ်ယိုကတော့ထူးထူးထူးတော့ပြောစံပြီးဒီတခုဒီတကဖဲပေါ့နော်ဆပရီဂျူရရတော့ဒီမှာအိဆော့ချားလေးဆက်အိဆော့ချားလေးဆက်ကတော်တော်လေးကိုမှ ဲ့လိုမျိုးပေါ့နော် emotional ဘိုင်းဆိုင်ရာတွေအကုန်လုံး release လုပ်လိုက်နိုင်တဲ့အနေအထားပေါ့နော်ကိုယ့်ရဲ့အရင်တော့အတိတ်ဘဝရခဲ့တဲ့နောင်တာတွေအတိတ်အချိန်တုန်းကကိုယ့်မှာရှိခဲ့တဲ့ကိုယ့်ရဲ့ကိုယ့်ကိုယ်ကိုမလုံခြုံမှုတွေပေါ့နော်ကိုယ့်စိတ်ထဲမှာမကောင်းမှုဆိုတဲ့ကိစ္စတွေအဲ့ကိစ္စတွေအကုန်လုံးကိုဒီကက်ကဒီကက်ကဟိုပါဖြစ်ပေးရပေါ့နော်အဲ release လုပ်ခိုင်းရပေါ့နော်ဥမာကိုယ်အကုန်လုံးကဘဝဟောင်းကိုထားခဲ့သလိုပဲဗျအတိတ်ဆိုတဲ့အရာကိုကျွန်တော်တို့က လွတ်ချခဲ့ရမယ်ဆိုတဲ့အနေအထားတစ်ခုပြအဲ့လိုလွတ်ချနိုင်ပြီဆိုတာနဲ့တင်လို့မျောလင်လာတဲ့ရီမန်းချက်အိမ်မက်တွေပြေဝလာမယ်ဆိုတဲ့သဘောတရားကိုပြချင်တယ်အဲ့တော့အိမ်မဆိုးတွေမတ်ဟန်ချင်ရှိပါတယ်အဲ့တော့ကာဝယ်တွေစာဝန်တွေအခြားစီရင်တဲ့ပတ်သက်တဲ့ကိစ္စတွေသိကျင်လာရှိရင်တော့ကျွန်တော်အသေးစိတ် Messenger ဖြစ်စေအဲတော့သဆိုင်ရပါဘောနော်ဒီ chat box တွေအမ်ချက်တွေပေါ့နော်အဲဒီအလိုဟာတွေအဖြစ်စေကျွန်တော် social media platform တွေအဖြစ်စေကျွန်တော်ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ channel ကိုစိတ်ဝင်စားတဲ့ဒီလိုမျိုးအဟောတွေ ပြီးွားရင်အစီရင်ပိုင်းနေပြီးွားရင်နဖျားတွေအကြောင်းနေသိကျင်နေဆိုရင်ကျွန်တော် channel ကို subscribe တွေ like တွေလုပ်ခဲ့ဖို့လုံးဝမမေ့ပါနဲ့လို့ကျွန်တော်ပြောချင်ပါတယ်အဲ့တော့အားလုံးကိုကျေးဇူးတင်ပါတယ်မင်္ဂလာရှိသောနေ့ပါနမိတ်ကောင်းနေတည်ပါစေဗျာ